ာနေရင်စီးပွားရှာရင်နဲ့တောတပံဖြစ်တဲ့ပုဂ္ဂိုလ်တွေအများကြီးရှိတယ်သကရာဂံဖြစ်တဲ့ပုဂ္ဂိုလ်တွေအများကြီးရှိတယ်အနာဂံဖြစ်သွားတဲ့ပုဂ္ဂိုလ်တွေရှိတယ်အိမ်မှာနေရင်တော့အိမ်မှာနေရင်ဒါကြောင့်ဘုန်းကြီးတိရရှင်ဝဖို့လည်းမတိုက်တွန်းဘူးတိုက်တွန်းလည်းဝတ်မှာမဟုတ်ဘူးလေအဲ့တော့အိမ်မှာနေရင်လည်းတရားဓုတရားများရနိုင်ပါလေဆိုတာပဲပြောရမှာပဲမြတ်စွာဘုရားလက်ထက်ကအများကြီးရှိတယ်သို့တော့ အနာဂံဖြစ်သွားပြီဆိုရင်မိသားစုရဲ့ like ကိုမနေတော့မိသားစုအနေနဲ့မနေဘူးညီကိုမောင်နှမအနေထားမျိုးပဲနေတော့တယ်အနာဂံဖြစ်သွားရင်အိမ်တော့နေတယ်အိမ်နေတဲ့ပုံစံတွေမြတ်စွာဘုရားလက်ထက်ကအများကြီးပဲရှိတယ်အနာရဝိန်တထေးတို့ဝိသခါတို့ကတော့သောတာပန်ပဲဖြစ်သေးတာမဟာနာမဆိုတဲ့တိုက်ကွေမင်းကတက္ကရာကအဆင့်ရောက်တယ်နောက်တစ်ခါဒီဥက္ခဆိုတဲ့သူကျွဲတို့ နန္ဒမာတာဥပတိကမာကြီးလို့ဆိုတာအနာဂတ်အဆင့်